အားလုံးပဲမင်္ဂလာပါ Zing Talk Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဒီကွန်ပျူတာကွန်ပျူတာဒီမှာကျွန်တော်တို့ဘယ်လိုမျိုး file တွေဒီ document တွေဒီတပ်ပုံဖိုးရာတွေပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုး lock ခတ်မလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြတော့မှာဖြစ်ပါတယ်အဲဒီကျွန်တော်တို့ဒီ lock ခတ်ကြီးကမျိုးစုံဒီနည်းလမ်းမျိုးစုံရှိရပါတော့အဲ့ထဲမှာကျွန်တော်ဒီအလွယ်ဆုံးဒီ password ဝဲမှမလိုဘဲနဲ့အလွယ်ကူဆုံးနည်းလမ်းဒီတစ်ခုကိုမျှဝေပေးတော့မှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါဦးခင်ဗျာ ဒီ log ခတ်မှာဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်ပထမဆုံးပိုင်းလုံးမယ်ဆိုလို့ရှိရင်ဒီ search box မှာကျွန်တော်တို့ notepad လေးကိုရှာလိုက်မယ်ဗောနော်ဒီမှာ notepad လို့ရိုက်ရှာလိုက်မယ်အာရိုက်ရှာလို့တွေ့ပြီဆိုရင်ကျွန်တော်ရဲ့ဒီ video ဒီ box မှာဒီအောက်မှာကျွန်တော် link လေးပေးထားတယ်ဗောနော်အဲ့ link လေးဝင်ပြီးမှာကျွန်တော်တို့ဒီလိုလေးတွေ့မယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ဒါလေး copy code လေးကို copy ကူးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီ notepad မှာတွားပြီးတော့ paste လုပ်လိုက်ပါမယ်ဆိုတော့ဒီမှာတွေ့ရတဲ့အတိုင်းဗောနော်ဒီမှာဆိုရင်ဒီ uh your password ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ file ကိုကျွန်တော်တို့ password ကိုထားချင်တယ်ပေါ့နော်ကျွန်တော်က13လုံးထားလိုက်မယ်ပေါ့နော်13လုံးထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ file တွေကနေ CSS ဆိုလေးနေမယ်ပေါ့နော် CSS ဆိုလေးနေပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင် folder လေးရွေးမယ်ပေါ့နော်ကျွန်တော်ကဒီ desktop ကဒီ log file ကိုကျွန်တော် folder ရွေးလိုက်မယ်ပြီးလို့ရှိရင်ဒီ text document ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ off file လို့ပြောင်းလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဒီအားလေးကိုကျွန်တော်တို့ log ို့တာပေါ့နော်ကျွန်တော်ဒီလိုလေးနာမည်လေးပေးလိုက်မယ်ဆိုတော့ဒီအစ်စ်မှာကျွန်တော်တို့တတိထားမှာကဒီ .pat ဆိုတာလေးကိုမမေ့ဘူးပေါ့နော်ဒါပြီးလို့ရှိရင်ကျွန်တော်က save လုပ်လိုက်ပါမယ်ဆိုရင်ကျွန်တော်ဒါလေးကိုခဏပြင်ပေးလိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့ခုနဒီ log file ဆွဲညာလေးဝင်လိုက်မယ်ဆိုရင်ဒီ log folder ဆိုတဲ့ဒီလိုပုံစံလေးတွေ့မှာပေါ့နော်ဆိုရင်ကျွန်တော်တို့ဒါကိုနှစ်ချက်ထောက်လိုက်မယ်ပေါ့နော် ကျွန်တော်ချက်ထောက်လိုက်ပြီဆိုတော့ねကျွန်တော်တို့ဒီမှာ folder မြင်တွေ့ရတဲ့အတိုင်းကျွန်တော်တို့ private ဆိုတဲ့ folder လေးတွေ့ပါပါเนาะအဲ့ဒီမှာကျွန်တော်တို့ထည့်ချင်တဲ့ဒီအာ video file ဖြစ်ဖြစ်ကျွန်တော်တို့ဒီစာပဲဖြစ်ဖြစ် document ဖြစ်ဖြစ်ကျွန်တော်ဒီတက်ပုံဖြစ်ဖြစ်ထည့်လိုက်မယ်เนาะကျွန်တော်ကဒီနှစ်ခုထည့်လိုက်မယ် Okay ကျွန်တော်တို့ဒါထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒါကိုလောက်ပြန်ခတ်မယ်ပါเนาะကျွန်တော်တို့ဒါလောက်ပြန်ခတ်မယ်ဆိုရင်ဒါလေးကို click နဲ့ချက်နေမယ်ဆိုရင်သူကဒီမှာ are you sure the to load this folder ပေါ့เนาะသူကဒီလို nee ပေါ့เนาะကျွန်တော် y ဆိုတော့ yes ပေါ့เนาะ n ဆိုတော့ no ပေါ့เนาะဆိုတော့ကျွန်တော်တို့ y ကိုနေလိုက်မယ် မင်းပြင်အန်တာခောက်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီအာဒီ log folder လေးကကျွန်တော်တို့ခုန private server folder လေးကဒီထဲမှာဝင်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအာ log ဖွင့်ချင်တယ်ပေါ့နော် log ဖွင့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖွင့်မယ် log ပေါ့နော်ဒါဖွင့်လို့ရှိရင်ကျွန်တော်တို့ကဒီမှာခုနကိုပေးထားခဲ့တဲ့ password ပေါ့နော်ကိုကိုယ်ကိုယ်ပေးထားတဲ့ password ကိုပြင်ထည့်ရအောင်မယ်ကျွန်တော်ကဒီ၃လုံးပေးထားခဲ့ပေါ့နော်ပြီးရင် enter ခောက်လိုက်မယ် ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပြန်ထွက်လာပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ folder လေးကိုကျွန်တော်တို့ကိုပိုင်ဒီ log ပေါ့နော်ဟို software တွေဘာမှမလုပ်ဘဲနဲ့ကျွန်တော်တို့ကိုခတ်ချင်တဲ့ဟာလေးကိုကျွန်တော်တို့ခတ်ထားလို့ရပါပြီဆိုတော့ကျွန်တော်တို့ကတုံးပြီးပြီးအဲပြန်ပြီးတော့ log ခတ်ချင်နေဆိုရင် double click နဲ့ချက်ထောက်မယ်ပြီးခုနလိုမျိုးပဲ y ပြန်နေမယ်ပြီး enter ခေါက်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ folder လေးက log ပြန်ဖြစ်သွားပါပြီကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးကိုသဘောကျတယ်ဆိုရင် like and share လေးနဲ့ညီပေးကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်